من Ele Bene.

ုံမြင့်တဲ့ရေမျိုးကျင့်တယ်ရရွှေစံတော်တည်းရှိဓမ္မယောနေနေလာဥစဉ်စဉ်ကျင့်ပါတဲ့ရှင်တရားအကျိုးဓမ္မတပင်အဲ့ဒီဓမ္မတပင်မှာဥဇာဘရမအရှိကသုံးညတိုင်းတိုင်းမန္တလေးမြို့မှာညကြောက်စတော်ဘုရားက တုံညာတန်တတရားရေးအစီအများတိုက်တွေးသွားပါပြီတကယ်အနှစ်တရားကိုဟောသွားတယ်ဟုတ်လားပြိတ္တတွေကလည်းတကယ်ဥပဒနာတရားလို့အားထုတ်ထားကြတဲ့ပုဂ္ဂိုလ်တွေဆိုတော့အဲ့လိုမျိုးတရားအနှစ်များနာရလို့ရှိရင်မပြောဘူးလားပြောလိုက်တာမှဘုရားတပည့်တော်ကဘာပြောပါမလဲခေါင်းအုံးနဲ့ဆောင်ချမသိလို့ပဲဟုတ်လား ခေါင်းနဲ့ဇွန်နာချပေးလိုက်ရင်တော့ဘိုးလေးပေါ့အိမ်ပြပြန်လဲကိုပြောပါဗျာဘယ်လိုမို့လားတရားတကယ်အနှစ်တည်းတော့လာကျင်တာဗျာဒါပေမဲ့မခံနိုင်ဘူးဗျာအနှစ်ဆိုတော့တကယ်အစီအနှစ်တည်းထုတ်ပြီးတော့ပြောတဲ့အခါအင်မတန်ပြင်းစရာကောင်းတယ်ဟုတ်လားတရားအသည့်နုလေးတဲ့ပုံပေါ်လေးပို့တော့ပြင်းစရာကောင်းတာပေါ့ ရင်ကျက်တဲ့ပုဂ္ဂိုလ်ရဲ့ဟုတ်ဆိုရင်ကတော့ပြောစရာမကောင်းဘူးလားမှန်ပါဗျာ။ဟုတ်တယ်။အဲ့တော့ရှေးပိုင်းကဆရာတော်ကအနှစ်တရားတွေကြီးပဲဟောသွားတဲ့ပရိသတ်ကိုဒီနေ့ဝိဇ္ဇင်းတို့ကတော့အနှစ်ကြီးပဲဆိုရင်ခဲပါမှာဆိုလို့ဒီကနေ့အရင်ဖြော်ရမယ်။ဘာလို့ရမလို့ကိုယ်ကျမ်းစာတော်ကြီးဒါဇေရဝဉ္ဇရာကအမျက်နဲ့ညွတ်နေတဲ့ လင်္ကာလေးရှိတဲ့ဘေးပြတံလေးသစ္စာမမြင်ကမ်းသောကြောင့်ပင်လန်းသူလူအချို့မှပြင့်ဘူးလို့မဆိုတဏှာလေးသနောတရားအယိဖြောလို့တခွန်ကောဇွန်းခေါ်လို့တိုက်ခြင်းပါတရားကိုအယိဖြောပြီးတော့ဇွန်းလေးနဲ့ကကော်တိုက်လို့ရရင်တိုက်လိုက်ခြင်းလားဟုတ်လားအဲ့ဒါလိုများတိုက်လို့ရရင်ပြိတ္တတို့မြူချပါလား မျိုးမမထင်ဘူးဟုတ်လားတရားတွေကိုအရင်ပြောပြီးတော့လေဇုံလေးနဲ့တစုံလောက်ကောပြီးတော့တစ်ခုနဲ့ပေါ်မြဲတဲ့ဇုံလေးနဲ့တတော်လေးပဲတိုက်ချင်းနေတဲ့အဲ့ဒါလိုလဲနေနေလို့လဲပဲပြိတ္တရေဘေပြဏဝိသစ္စာမမြင်ကံတော့ကြောင့်ပင်မသူလူအကျိုးမှပြည့်ဘူးလို့မစုံတဏ္ဍလေးသမတရားအရင်ပြောလို့တခုခေါ်ဆုံးပေါ်လို့တိုက်ချင်းပါ မလိမ္မာသုနာမကဲ့သို့တန္တရာပိတဝိုင်းမှာဖြင့်မျောလိုက်ကြအောင်ရဲ့မှာမျောလိုက်ကြအောင်တရားတွေကိုအရင်ပြောပြီးတိုက်လို့တောင်းမဲ့ပုဂ္ဂိုလ်ကတော်တော်ရှားနေပြီပြိဿရဲ့တရားပေါ်တွေလည်းပဲချင်းကြီးတဲ့ကျင့်ပါတယ်ဒီနေ့ဆိုရင်တရားပေါ်လေးလည်းလွတ်လွတ်တော်သွားသေးတယ်ဟုတ်လား ရှင်နေကလည်းပဲဟိုးအောင်တော့အောင်နဲ့ရွှေစံတော့နဲ့တိုက်မနေဘူးလားမနေပါနဲ့ဗျာမနေပြန်ဆိုရင်တော့ပြောနေတဲ့ရေးပြတစ်မျိုးလုံးတရားပဲကြည့်တယ်ဘယ်ဘက်လက်ကြည့်ကြည့်တရားပေါ်နေကြည့်ရင်ပြတ်မနေဘူးလားအခုတရားဝဲတဲ့ဘုရားကပွဲနေတာကတိုက်နေမြင်ဘူးလားတိုက်နေပါလေဗျာ။သုံးစီပြပွဲဈေးအောင်ပွဲတော့ဘုရားကဒိန်း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 ဟုတ်လား။ဆိုရင်စိတ်တွေကမငြိမ့်တဲ့ပုံပုံလေးလေ တရားအရင်စိတ်မှာဒုံဆိုနေမယ်လို့ဘုက္ကဒေနေနေနေဆိုအဲ့ဒီဘက်ရောက်သွားလိုက်ဟောဒီဘက်ကကရောကဒုံ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 လုံးလုံးစင်ပြီပါမလားပြီဒီလိုတော့တိတ်လီကြောတွေရင်းနေလို့ဘက်ကဟိုဘက်ကအကြောင်းရာကဆရာတော်ဥက္ကံတည်းရဲ့တပည့်များလည်းပဲလာရောက်ပြီးတော့ဓမ္မသဘင်စီကျင့်ပါရဌာနတို့လာပြီးတော့ခရင်တုံးကြီးတွေလည်းပဲပြောပြကြကလေးများတော်တော်မောရှာရောက်မယ်ဟုတ်လား အခုလကကြုံလာတဲ့ကားကမောင်းနဲ့ရဲ့တရားအောင်ပြောတဲ့ရှင်ပြားတဲ့ခြေစံတော်ကွင်းထဲနဲ့ညက်ကြက်ပြာတဲ့ဒါပေမဲ့ဓမ္မယုံထဲမှာလူတယောက်မှမရှိဘူးပြရဟာဟုတ်ဟုတ်ပါအောင်လားဟဲ့ဟာကိုကဇေယောင်းဘဲတော့မှာတန်း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 လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေကတမျိုးပြရတယ်ဒီဘက်ကမှလည်းဒုံကြီးဆိုတဲ့အခါကျတော့ဟဲ့ ဘလို့မတော့ပေါ့ကိုဗျာတဲ့အဲ့ဒါဘာကျုံးကကားလဲပဲအစီအမီလောက်တော့လို့ဆိုပြီးတော့အဲ့ဒါကိုသိရဲ့ငယ်တော်ကပဲအဲ့ဒါအရှင်ဖျားတဲ့ပဲ့တယ်သူမရှိခဲ့တဲ့ညီတော်ကပဲ့တာပေါ့ဗျာတဲ့ကဲကြွရအောင်ဆိုပြီးတော့ဖက်ချာဟုတ်လားအထူးတော့ကိုဆိုပြီးတော့ရှစ်နိုင်ကလည်းထိုးနေပြီကျောင်းရကပုဂ္ဂိုလ်တွေကလည်းတရားနာပြီးမပြန်ရဘူးလားပြန်ရပါတယ်ပြန်ရအောင်လေတရားလေကျော်ရှိနေလို့မကြိုက်ဘူးဟုတ်လားကျောင်းရမှာပြောခဲ့သလိုပဲအဲ့ဒါမြင်မြတ်တာပုခံရမှာဆိုရ ဲ့တော့ဒီနေ့ညယေရှုရှိတဲ့မိသားပေါင်းတော်ကောင်းများကိုဦးဇင်းတို့ယေရှုဆက်သောအနေအချင်းရှင်တရားအကျိုးဓမ္မသဘေရှင်ကျင့်ပါတဲ့ဒုတိယမြောက်ပွဲစဉ်ပေါ့စတုထမြောက်ညအဲ့ဒီတရားပွဲမှာဦးဇင်းနေနဲ့ခေါရကနေကြတဲ့မှာလာရှိတဲ့အပူငြိမ်းလို့အရေးကိုဆိုတဲ့ဓမ္မဒေသနာကို ဩဘော်ညပြဆွဆုံးမှာဖြစ်ပါတယ်။ဒါကြောင့်တရားတိုင်းရှင်းပြတော်မူသောသုံးလောကကြောတင်ဘုရားရှင်ကိုဥစွာပဒမရှိခိုးကြရအောင်အလုံးနဲ့လူတိုင်းရနိုင်ကြတယ်။နမောတတ္တသုံးကြိမ်ပြီးတော့ဘုရားရှိခိုးလိုက်ကြ။နာမော